အားလုံးပဲမင်္ဂလာပါဒီနေ့တရေသီမဲ့တင်ကင်းစာကတော့အခန်း3လေ့ကျင့်ခန်းသုတသမရှိကနံပါတ်9ကနေ15ဒီ channel ပါလေးပါနော်အဲ့ဒီမှာနံပါတ်9မှာဆိုရင်နော်ဒီ6 6 set to the power 5 by 3 set plus 4 set to the power 7 by 2 8 2ဖြစ်ပါတယ်အဲ့တော့ဒီတော့ခွဲပါမှာသူကကြာနှစ်ကိန်းလုံးကနှလုံးပူးဖြစ်နေတာဖြစ်နေတယ်ဒီနှစ်ခါခွဲတော့လေးခါရမယ်ပေါ့နော်ပထမဆုံး6နဲ့3နဲ့တော့တစ်ခါခွဲမယ် z to the power 5နဲ့ z နဲ့တစ်ခါခွဲမယ်နော် ။ဒါကအပေါင်းရဲ့နောက်ကကဲကိုလည်းတခါကြည့်လို့ခုနှစ်ခုခွဲလိုက်ပါမယ်နော်။ဖုန်းနဲ့ဒူးနဲ့တခါခွဲမယ်။ Z2 တဲ့ပါဝါ7နဲ့ Z2 နဲ့တခါခွဲလိုက်။ဒါတွင်ကျွန်တော်ကအရှိတော့အချို့သုံးနေစားတဲ့ခါမှာဒီလိုမြင်ရတယ်။နော် Z power 5ကို Z နဲ့တာပြီးနှုတ်ရတဲ့ခါမှာဒါကလည်းအတင်းနှုတ်ပါမယ်နော်။ပြလေကိုနည်းနဲ့လေကိုနည်းနဲ့စားတဲ့ခါမှာနှိရတယ်။နောက်က Z9 တက်ကို Z3 နဲ့ခါတဲ့ချေသွားပြီးတော့နှုတ်လိုက်ပါမယ်နော်။နှုတ်တဲ့ခါမှာပထမ2ကတော့2ပဲရမယ်။ Z5 တက်ရ Z3 တက်လို့တော့14တက်ကျင်မယ်။ သူ့ကိုဒီဇိုင်းပြင်ရင်မဲ့ဇက်9နဲ့လဲ73နဲ့တော့ဇက်4လက်ကျင်အဲ့ဒါရှင်တို့ကဇက်4နဲ့ဇက်4နဲ့ဆိုတော့မျိုးတူပါပြီမျိုးတူပါဆိုတော့ရှင်တို့ကပေါင်းလို့ရပြီနော်2ဇက်2ဇက်ပါဝါ4နဲ့4နဲ့အဲ2ဇက်2ဇက်ပါဝါ4ဆိုတော့ခုပိုင်းတဲ့ခါမှာဒီဘာရလဲဆိုရင်4ဇက်ပါဝါ4ရပါတယ်နော်နောက်ကနံပါတ်10ပါနံပါတ်10မှာကလည်းအတိုင်းပဲ 10k ကျူပိုင်း 10k square မိုင်းနဲ့ 70k ကျူပိုင်း 70k to the power 5 by 10k square မိုင်းနဲ့ 36k power 4 by 6k ရရပေါ့เนาะအဲ့ဒါကျတော့ကိန်းကနဲ့အဲ့ KI နဲ့ဒီနိုင်မဲ့ခွဲမယ်เนาะခွဲတဲ့အခါမှာဒီ90ကို10နဲ့စားတဲ့အခါမှာ900ရတယ် k to the power 5နဲ့ k square နဲ့ဆိုတော့နှုတ်လိုက်မယ်ဟောခြေတူပြစားပြီးတော့နှုတ်မယ်36ကိုကျတော့6နဲ့စားတဲ့အခါမှာ66ကို36ရတယ်เนาะအဲ့လို k လေးတက်နဲ့ k တက်နဲ့နှုတ်လိုက်တဲ့အခါမှာအဲ့နှုတ်မယ်ပေါ့เนาะကျတော့ကိုက4တက်ကကြီးနေရဖြစ်တယ်အောက်ကဘိုင်းချင်မှာရှိတဲ့တစ်ချက်က5ဝင်မှာလာပြီးတော့နှုတ်ပြရပါတယ် အဲ့ဒီဟိုငားတဲ့ငားငားတဲ့နေတဲ့တော့ဒီသုံးရက်ကျင်တယ်နော် 7k ကြည့်ရပါတယ်ဟိုကစစ်ကဒီရိုက်နေရင်မယ်နော် k 4တရက်ကြည့်ရအောင်တော့ k 3တရက်ရအောင်နော်အဲ့ဒီကျတော့မျိုးရူတာကြည့်တဲ့ပေါ့လို့လို့ရပြီဒါကြောင့်မို့ 7k ကြည့်ရဲက 6k ကြည့်လို့ပြတ်တော့မှဆိုပါတော့ 1k ကြည့်တယ်1ကကျလို့ပြီးလေရအောင်ဟုတ်ကဲ့ k ကြည့်ပါတယ်ပါစက်ကြည့်နော်စက်ကြည့်ပါလေ ah ah square ပါ a square y ဘာကြောင့်ပါလိုက်မို့ရရဲ့ ub ဒီ အဲ့ဒီချိန်မှာတော့ခွဲကြဘူးနောက်ကလေးနှုတ်ပြီးတော့ခွဲမယ်ရေတိုင်းပါနော်ခွဲတဲ့ကောင်မှဒီခါရဲပဲရေးလိုက်တော့ဘူးနော်အဲ့စကားကအနောက်ကပိုင်းချိန်မှာကအပြည့်ရင်းအပြည့်ပဲရှိတယ်အဲ့ကိုပြနေစားရင်အိပ်ပဲရမှာဖြစ်တယ်ဂျီကိုစားတော့ပါတယ် H ပဲရေးမယ်အိပ်လေးတဲ့တွေကအိပ်လေးတွေကိုရေးလို့မလုပ်ဘူးလေဒါက1နဲ့တွေက1ပေါ့နောက်မှတဲ့အတိုင်းပဲဂျီစနစ်ကိုမြင့်နေစားတဲ့အခါမှာ6ရတယ်အိပ်လေးတွေကအိပ်လေးတွေကိုလုပ်မယ် Y3 တွေက1ဖြစ်တယ်ဒါကြောင့်ဂျီ H square wire ဒီဇိုင်းမျိုးပြင်ရင် ့ x ကိုကြိုင်းရေးပြီးတော့၄ရဲ့ x တန်ကို x တန်ကို x ကရ x တန်ကို၄ရဲ့နှိမ့်လို့တော့ x square ရတယ်။ y square ရ y ကိုတော့မြို့တော့ y ရတယ်နော်။နောက်က sister ရဲ့စစ်ပဲရေးမယ်။ x ၄တဲ့အဲ့ဒီလေတဲ့ကနော်အဲ့ဒီက8လေးတဲ့တဲ့ကတစ်ချက်ကတော့ x2 ကျင်မယ် y တို့တဲ့က y တစ်ချက်ကတော့ y တစ်ချက်ကတော့ y တစ်ချက်ကျင်တယ်အဲ့ဒီရေရှိတို့က6က x 8x2 y ပလက် 8x2 y ပလက် 8x2 y နဲ့ပေါင်းတဲ့အခါမှာဒီက6တဲ့ဘူးတူတဲ့ဖြစ်တဲ့ပေါင်းလိုက်နော် စီချင်း a square y ရပါတယ်အဲ့ဒီဟာတွေပဲဆိုတော့ဟို CX square y ကိုပြပြခါမှာ tan a square y ရတယ်အခုကအကောင်ကမျိုးတွေမျိုးတွေကိုလည်းဖြစ်တယ်ပဲဒီလိုကိုပေါင်းလို့ရပါတယ်ဟုတ်ကဲ့ဒါကနံပါတ်7ပါနံပါတ်7ရတဲ့အတိုင်းနောက်ဆုံးခဲ့ရတော့ minus 2 CX ဘာကြီးမို့ဒီ game ဖြစ်တဲ့ဒီ game ရဲ့ရှေ့ကနှစ်ခုကြာကျင်းနေတိုင်းမဟုတ်ဘူးဟုတ်ကဲ့အဲ့ဒါအကေရနဲ့ဒီ game နည်းနည်းကိုပြန်လိုက်မယ်ဒါဆိုရင်ရှင်တော့အမေကကြာ3ကို4နဲ့စားမယ်6ကို4နဲ့စားမယ်ဒီက3နဲ့ကြီးရတဲ့ဒီပဲရိုက်တယ် ါကအတိုင်းပဲ9ကိုတူတူရတယ်3နဲ့စားတယ်စီစကွဲကိုလည်းစီဒီစီစကွဲနဲ့စီနဲ့ပြေးလိုက်ဒီကတော့လည်းတော်ရရေးလိုက်ပါလားအဲဒီ3.4တော့စီစကွဲကတူတော့စီတက်ရစီတက်ရတော့လည်းဒီလိုပြန်ရေးမယ်ကိုကသုံးနဲ့စားတဲ့ခါမှာဆိုသုံးရရပါလားဒီကကြအပိုင်းရစားလို့တက်တယ်တော့သုံးရရေးမယ်ငါစီစကွဲတွေကဘောင်းလို့မယ်နောက်ဒီရေးမယ်သူစီတက်တာအဲဒီ3.4က3.4ပဲစီစီနဲ့တက်ရစီတက်ရမှာတော့စီကျဲမယ်စီနဲ့ဒီနဲ့မှာတော့စီရရပါလား အဲ3ရနောက်က senior ထက်ပြရတဲ့ကတော့ C ရတယ်နောက်ကလည်း3 C ရတယ်အခုနောက်ဆုံးမှလည်း minus 2 C ဒီအကုန်လုံးကကျတော့ဗါလို့အဲဘိုးလူကလေးနေဖြစ်တဲ့ C ကိုရတယ်နော်အဲ့ဒါလို့ရှိရင်ကျတို့ဟောပိုင်းကြီးကိုကျတို့ကညှိပြီးတော့ပေါင်းလို့ပေါ့နော်ပိုင်းကြီးကိုလောညှိနေပေါ့အဲ matrix by 4 CD နောက်3 CD နော်အဲ့ဒါ3 3 by 4ရတယ်အဲ့3 3 by 4ရတယ်ဆိုတော့အဲ့လိုမလုပ်ဘဲရေးကြည့်ရတယ်3 CD ရ2 CD လို့1 CD ကျတယ် ဝက်စီလီနဲ့ 3x4 စီလီနဲ့ပေါင်းတော့ 3x4 စီလီရတယ်အဲ့လိုမျိုးရပါတယ်ရှင်းပါတယ်အဲ့ဒါအပေါင်းကိပြည့်တဲ့2.5နဲ့အဲ့ဒီ2.5စီရီရောဒီအိုင်မိုက်ကိုထားလိုက်ပါနော်။အခုကိပြည့်နေလို့ပြည့်တဲ့3စီရီရ2စီရီရောထိလိုက်ရောစီရီချင်း။အဲ့1စီရီနဲ့800 2.5စီရီနဲ့ပေါင်းတာတူတူတဲ့အခါပေါင်းနိုင်ရောက်3.4စီရီဆိုပြီးတော့ဒီအင်းရောနေရရမယ်။ နံပါတ်7ကနံပါတ်7ကကျတော့လက်တိုင်းပဲဂျိုအကေရလေးနည်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 းတွေကိုပြက်ခွဲမယ်။ပြန်တော့မှာ24ကိုဘိုင်းအမြင်စားမယ်။ equal 5ကိုအိနေစားမယ်။ y2 ကို y နဲ့စားမယ်။နောက်က8ကို2နဲ့စားမယ်။နောက်ကဘိုင်းကနေကျတော့8ကို2နဲ့စားမယ်။ power 4ကတော့သူကသူ့မှာစားခြင်းဖြစ်တဲ့အတွက်သူကလုံးရဆိုတော့ equal 4ကိုခြိုင်းပြေးရမယ်။နောက်က y6 ကို y4 နဲ့စားမယ်။စားတဲ့အခါမှာ24ကိုဘိုင်းနဲ့2နဲ့စားတဲ့အခါမှာ3ရှိရင်24။အနောက်ရှိတဲ့အတွက်အနောက်ရှိပါ ့9နဲ့8ဖြစ်ပါတယ်။အဲ့9တရားကြီးတော့8ချက်ကိုလုပ်တယ်။အဲ့ဒါက1တို့တရား1တို့။ရှစ်ပုံမြင့်မြတ်စားတဲ့ပုံမှာဒီလိုမြင့်လေးရှိဖြစ်တဲ့၄ရပါတယ်။အဲ့8ပေါ်ကကိုယ်ကဒီအင်းပြင်းနေမယ်။9ချက်တရား1လေးတဲ့ကို။ဒီ9နဲ့8ကတော့ဒီတိုင်းပဲ။ဒီ9တရားတစ်ချက်ကိုတော့8လေးတဲ့ချက်နဲ့9တို့တရား1ချက်ကိုတော့1တဲ့ချက်နဲ့။ဒါက4ရဲ့8ပေါ်ကကိုယ်ကဒီအင်းပြင်းနေမယ်။9ချက်တရား1လေးတဲ့ကို2 square တဲ့ပြီနော်။ဒါဆိုရင်မို့လို့ဝိုင်း နောက်ကဝိလူလာမူလာကြည့်နေလို့ရှိရင်ကျတော့နောက်ကအခေရကိုကြည့်လိုက်တယ်အခေရက8 power 4 watts ပဲအခုမှလည်း8 power 4 watts ပဲဒါတွေလို့ပူသွားတယ်ဒုတိယကြီးပေါင်းလို့လုပ်လို့ရပြီအခဏပူတော့ဒီတော့နှုတ်ပေးရမယ်နှုတ်တဲ့အခါမှာနိုင်ငံ8 8 power 4 watts ပဲတဲ့ကနေပြီးတော့ plus 8 power 4 watts ပဲတဲ့ဒီနှုတ်တဲ့အခါမှာနော်အဲ4 8 power 4 watts ပဲရပါတယ်အနောက်ကကြည့်ရတဲ့အခုပြင်ပါနော်အဲ့တော့အဲ့ဒီ message လေးပါ message လေးမှာလည်းဒီတော့သွားတော့၃စုံပါ လို့ဆိုမှာပြောရှေ့ပဲကျေစီရမှာပထမဆုံးအရှင်တော့ကတိုင်းကိမှာဆိုရင်34ကိုဆက်ပြီးဆက်ရမယ်ယူလေးတက်ကိုဆက်ဆက်ရမယ်ဒီ9တက်ကိုဒီလိုဆက်ဆက်ရမယ်ဒီရကဒီခုမှာကျတော့20ကိုမိုင်းနက်ကိုဆက်ဆက်ရမယ်ဒီ9တက်ကိုဒီတက်ဆက်ဆက်ရမယ်နော်ဒီ3တက်ကိုဒီနေဆက်ဆက်ရမယ်ခုနောက်ဆုံးမှာကျတော့15ကိုဒီနေဆက်ဆက်ရမယ်16တက်ကိုဒီနေဆက်ဆက်ရမယ်ယူလေးတက်ကိုဆက်ဆက်ရမယ်ဆက်ရကမှာအဲအချိန်အရှင်တော့34ကိုဆက်ပြီးဆက်ရတဲ့ခါမှာကျတော့ဖြစ်ရတယ်နော်ယူလေးတက် ကြရားကြီးတစ်ချက်ကိုတော့ပြောတော့ဒီငါးတဲ့ဆရာကြီးတော့ပြောလို့ပဲမိုင်းနဲ့ဆရာကြီးကိုမိုင်းနဲ့ခုနေစားရတာကတော့မိုင်းနဲ့မနေချင်းချီရတယ်။အဲ့ဒါ၁၀လေးနဲ့စားရတာက900ရတယ်။ဒီကငါးတဲ့ဆရာကြီးတစ်ချက်ကိုတော့ပဲဒီတုံးတစ်ထည့်ကတစ်ချက်ကိုတော့ပြီးတော့15ကိုတုံးနဲ့စားရတာက900ပါတယ်။ဒီကယူစစ်6ချက်တရားကြီးတုံးတဲ့ကိုတော့ပဲဒီတုံး၄တဲ့ကလေးကဘူးတစ်ချက်ကိုတင်တော့ပါ။တွေ့တဲ့ခါမှာတစ်ချက်က2ရတူပဲ။၄တဲ့ကတစ်ချက်ကိုတော့ပုတ်ကတ်ကြတယ်။ဒီ9တဲ့ကတော့တုံးတဲ့ကိုတော့ပုတ်နေတယ်တစ်ချက် พอไฟโหใจใหญ่ไปมาเรียนในชั้นเรียนไปก็จะไปดูเรียนในชั้นเรียนในชั้นจะนะแล้วก็พอไฟโหใจใหญ่ไปชั้นเรียนตรงนั้นอุ่นอยู่ตรงนั้นจะไปเรียนเรียนในชั้นอุ่นอยู่ในชั้นจะไปอันนี้จะเรียนรู้ด้วยนะ YouTube is good YouTube is good YouTube is good ก็มาเชียร์ดู YouTube is good แล้วก็จะรอไฟ YouTube is good นะซึ่งมันจะรอไฟ YouTube is good แล้วก็นู่นรู้ด้วยเรื่องนี้ไปเรื่อยๆก็ฟังไม่ได้เลยนี่ยังไงเอ๋ฟังก็ไม่เข้าใจเลย ချဲ YouTube ကိုရေးရပါမယ်။ဒီကနေ့တော့ပို့ပြီးတဲ့ MMS ကဒီကတိုင်းလည်းရုပ်ပြလိုက်မယ်။ Mine 11ကိုဒီလိုပြည့်စားမယ်။ဒါက A power 5ကို HA power 5ကို A square နဲ့စားမယ်။ဒီ4ကို B square နဲ့စားမယ်။နော်5ကိုပြည့်နေစားမယ်။ A power A power 7ကို A square နဲ့ကို A လေးနဲ့စားမယ်။အခြားဘက်ကို A လေးနဲ့စားမယ်။အတော့ကတော့ဒီအစားရကိန်းအတစ်ပဲရှိရတဲ့ဆိုစားရမယ်သုံးနေရတယ်။ဒီလေးတက်ကိုဒီတစ်ချက်နဲ့စားမယ်၊ဒီလုံးတက်ကိုဒီချက်နဲ့စားမယ်။ဒါပြီး ီဘိုင်းနဲ့လေမက်မှာဒီကတော့ဒီအိမ်မှာပဲအေးငါတက်တရားအေးတစ်ထပ်ကိုလုပ်မယ်ဒီလေးတက်တရားဒီတစ်ထပ်ကိုလုပ်မယ်အခြေတင်ကြီးဆားလာတာဖြစ်တယ်တဲ့ထင်ကြီးနုတ်ပြရနော်အဲဆားလာဒီကတော့ဒီအိမ်မှာပဲအေးခုနှစ်တက်တရားအေးလေးလေးကိုလုပ်မယ်အဲဗီချောက်တက်တရားဗီလေးလေးကိုလုပ်မယ်နောက်သုံးရောက်ဒီအိမ်မှာပြင်ရင်အေးလေးတက်တရားအေးတစ်ထပ်ကိုလုပ်မယ်ဗီလေးတက်တရားဗီလေးလေးကိုလုပ်မယ်နော်ဒါဆိုရင်ဒီမှာကျုပ်အပိုင်းလေးတွေတက်တက်ရေးလိုက်မယ်အပြင်ဂိမ်းမျိုးချင်းချင်းတက်တက်ရေးလိုက်ဘိုင်းနဲ့လေမက်မှာ2နောက်5 by 2နောက်3နောက်မှကျတော့ဘာလဲအေး9တက်တရားနှစ်ထပ်ကိုလုပ်လို့ရှိရင်လာရရစီ အေးသုံးတဲ့နော်အေးသုံးတဲ့ဘီနှစ်ထက်နော်ဒုတိယကိန်းမှာလည်းဒုတိယလေးလို့တော့အေးသုံးတဲ့ဒီချဖရလေးလို့တော့ဘီနှစ်ထက်အဲနောက်ဆုံးကိန်းကလည်းလေးတို့လေးတရတစ်ယောက်လို့တော့သုံးတတ်ကျင်တယ်ဒီသုံးတတ်တဲ့တစ်ယောက်လို့တတ်ကျင်တယ်ဒုတိယကိန်းလို့ပဲပြောရဲချင်တခုလေးရဲ့ပဲ A2 နော် B2 ဆိုပဲရပါတယ်ဒါဆိုကျွန်တော်ပိုင်းရင်ကြီးလိုက်တဲ့ခါမှာနော်ပိုင်းရင်ကြီးလိုက်တဲ့ခါမှာဒီဘာရလဲဆိုရင်ဇီလိုရတယ်အဲ့ဒါဘာလို့ဇီလိုရတယ်ဆိုတော့ clear out မှာရှိတယ်ဒီရပါနေရှိတာဆိုတော့တော့လေပိုင်းကြီး အဲ့ဒီနဲ့လို့လို့ရှိလို့ရှိရင်တစ်ကိုနည်းနည်းမြောက်ပဲဘိုင်းကိုလည်းနည်းနည်းမြောက်တော့ဘွားတစ်လုံးကိုချအဲ့ဒီဘောကဘိုင်းဝင်ချက်နဲ့ဘိုင်းဝင်မှာနေပါလို့စတင်အထက်က -17 နဲ့ဆိုတော့ဘိုင်းဝင်က11ဖြစ်ပြီးတော့0ဖြစ်သွားပါလေ။ဒါကြောင့်မို့ဆိုတော့ 0a2b2 0နဲ့ a2b2 ဆိုတော့ဘာပဲရလဲဆိုတော့0ပဲရတယ်။ဒါနဲ့ရုပ်ဒီချက်ကတော့ဘာမှရှိကြတော့ပြီးပါပြီ။စုံမိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။